င်္ဂလာပါရှင်ရေဝကတိချန်နဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အုတ်တွင်းမှာရေကြီးလို့စေယုံတွေကလူနာရီကဲတော့နေပြည်တော်ကချောင်းတွေရေများမိုးဆက်ကြီးမဲ့သတိပေးချက်ကို MOHDM ကထုတ်ပြန်။ပဲခူးတိုင်းကမြို့နယ်ချို့မှာမိုးတိထန်လို့တောင်ကျချောင်းရေရေစင်းလာတဲ့ချောင်းရေရှမ်းလာတာဖြစ်ပြီးတော့အုတ်တွင်းမြို့နယ်ညောင်ချေတော်စေယုံဝင်းနဲ့စေယုံတွေကိုရေရေစည်းဝင်လာကြအောင်လူနာရီကိုရေပေါ်ကဲတော့ကဲကြရပါတယ်။ စတရီမာလာ30အနေနဲ့9နာရီခန့်မှာစေယုံလည်းကိုရေရီစည်းဝင်လာလို့လူမှုကွန်ရက်ဖွဲ့ဝင်တအုပ်ကပြောတယ်။မိုးကတသက်မက်မက်ကိုရွာတာထက်ကနေဇင်းလာလေးလဲပါတယ်။စေယုံခန့်နေတဲ့အထိရေရီမြုပ်လာလို့ကုန်းဆွဲထုတ်ခဲ့ရပါတယ်။နူနာရီကုန်းကဲတင်နိုင်ခဲ့လို့ပြောတယ်။အောက်တွင်းမြို့နယ်မှာပြီးခဲ့စတရီမာလာဇန်ကလေးကအစ်တောင်းမြင့်မြင့်တက်လာပြီးကမ်းပါပြိုလို့အရက်သားထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပါတယ်။လရှိမှာအောက်တွင်းမြို့နယ်ပြည်တော်ကိုရေတာရှင်မြို့နယ်မှာလည်းမိုးကောက်နေလို့သတင်းရရှိတယ်။ ပဲခူးတိုင်းနဲ့ဆက်ဆက်နေတဲ့နေပြည်တော်မှာလည်းမိုးကောင်းနေပါတယ်ဒီကနေ့မနက်ပိုင်းမှာနေပြည်တော်လဲဝေးမြို့ကပတားချောင်းရည်နဲ့တက်ကုံမြို့ကနှဝင်းချောင်းရည်တွေများပြီးတစ်တုံးနေတဲ့အမိုက်တွေမျိုးပါလာကြောင်းကြောက်ကန်မိုက်မှာမနေကြဘို့ဒေသခံချင်းချင်းသတိပေးနေကြတယ်ပြီးကက်စ်တွင်မှလာ20နေနောက်ပိုင်းကဘင်္ဂလားပင်လယ်မှာဖြစ်ခဲ့လေးဖျားနဲ့ရန်ဝင်တဲ့တောင်တုပ်ပင်လယ်ကအင်အားပြည့်မှုန်တိုင်းရကားစားရှိန်ချောင်းရှမ်းပြည်နယ်တောင်ပိုင်းနေပြည်တော်နဲ့မကွေးတိုင်းပဲခူးတိုင်းတို့မှာရေကြီးနေမြို့မှုတွေဖြစ်ပေါ်ခဲ့ပါတယ် ရန်မြင့်နယ်တောင်ပိုင်းဒနုကိုပိုင်အုပ်ချုပ်ကရဒေတာရွာငံမြို့နယ်မှာစတင်မလာ24ရက်နေ့ကမိုးသီးထန်ပြီးတော့မြေပြိုလို့စစ်ပေးလျှောက်ဆဲဦးသေးဆုံးခဲ့တယ်။မကွေးတိုင်းနမောက်မြို့နယ်မှာလည်းမိုးများပြီးစတင်မ28ရက်ကအောင်ပန်းကျွန်းဆဲကျူကြခဲ့တယ်။ဆေးရောက်ဖက်ကမက်စလီပြာကိုရေတွေတိုက်စားပြီးနေချုံမျိုးပါသွားခဲ့တယ်။နေတလုံးပေါ်ကမိသားစုဝင်၆ဦးရေစီနဲ့မျိုးပါတိတ်ဆုံးခဲ့လို့ဒေသခံချုပ်ကပြောတယ်။ဒါအပြင်မကွေးတိုင်းကရောဒေသမြို့နယ်မှာလည်းတောင်ကျချောင်းရီတွေစီးဆင်းလာတာ ဆောင်ရည်ရှာနာတွေဖြစ်နေတဲ့လက်ရှိမှာလည်းဘင်္ဂလားပင်လယ်အော်မှာလေးဖီယာနဲ့ရန်ဝန်ဆက်ရှိနေပြီးဖိလစ်ပိုင်နိုင်ငံကိုဝေရောက်ခဲ့တောက်တုပ်ပင်လယ်ကတိုက်ဖုန်းမုန်တိုင်းရှိကြောင်းမြန်မာနိုင်ငံမှာအမိုးကြီးမဲ့သတိပေးချက်ကိုမြို့သားညွင်ဆိုရာလူသားချင်းစာနာထောက်ထားရင်းနဲ့ဘေးရန်နေဆန်အစီမံခန့်ခွဲဝင်ကြီးဌာနကထုတ်ပြန်ပါတယ်ဒီကနေ့စတင်မာလာ30အနေမှာရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းကနေပြည်နယ်ပဲခူးတိုင်းနဲ့တနင်္သာရီတိုင်းအော်တိုဝါလာတရက်နေနဲ့နှစ်ရက်နေမှာကချင်ပြည်နယ်စကိုင်းတိုင်းထပ်ပိုင်းရှမ်းပြည်နယ်မန္တလေးတိုင်းချင်းပြည်နယ်ရန်ကုန်တိုင်းပဲခူးတိုင်းကနေပြည်နယ် ပြင်ပြင်းနဲ့နဲ့မုံပြင်းနဲ့ဥမာနေရာကွက်ရမှုကြီးပြီးနေပြင်းတိုက်ခတ်နိုင်တယ်လို့သတိပေးထားပါတယ်လရှင်ရာသီဥတုအခြေအနေရမြေရဲ့ကြီးကျယ်လျှက်တပြက်ရေလွှမ်းမှုခြင်းတောင်ကျချောင်းရေရှန်ကျခြင်းနဲ့မြေပြိုခြင်းတွေကိုအထူးသတိပြုကြဖို့ MOH တရံကတိုက်ထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးလွတ်တော်တွေညှိနှိုင်းမှုတွေအဆင်မပြေသေးတဲ့အကြောင်း American Soya Shutdown ဖြစ်နိုင်ခြင်းရှိနေတယ်။ အမေရိကန်ဆွေရလုံလုပ်ငန်းတွေရပ်နာထားရမယ်ရှတ်ဒေါင်းချိန်တွေကိုလျှောက်လွှဲဖို့သမ္မတဒေါ်နယ်ထရန့်နဲ့တိုက်ခန့်ဒီမိုကရက်တစ်ပါတီမက်တွေကြားဆွေးနွေးမှုတွေတိုးတက်မှုနှိမ့်ကွေးနေစေလို့ဆိုရယ်အမေရိကန်ဒုတိယသမ္မတဂျိမ်းစ်ဒေးဗစ်ဘန်ကာသဘောတူညီမှုတစ်ခုမရရှိနိုင်ဘူးဆိုရင်အော်တိုဝါလာတရက်နေ့မှာအစိုးရလုပ်ငန်းလဲပတ်မှုတွေစတင်ရက်တက်သွားလိမ့်မယ်လို့အသိပေးပြောကြားခဲ့ပါတယ်အကျိုးဆက်အနေနဲ့အမေရိကန်ဆွေးအလောက်ခံဌာနရဲ့အေဂျင်စီအများအပြားယာယီပိတ်ထားပြီးအုပ်ချုပ်ရေးနေရာမှာလည်းနှောင့်နှေးမှုတွေအများကြီးကြုံလာနိုင်တယ် အစိုးရရဲ့နောက်ထပ်ဘတ်ဂျက်စီမံသေးအတွက်ညှိနှိုင်းမှုတွေမှာအာဏာရ Republican နေနဲ့တိုက်ခတ် Democratic တွေကြားသဘောတူညီမှုမရသေးခြင်းကခုလိုချင်းနေစီဥတည်နေစေတာပါတကယ်လို့လွတ်တော်ထဲမှာဘတ်ဂျက်ကိစ္စညှိနှိုင်းမှုတွေအချိန်မပြပြလို့အော်တိုဘာလတရက်နေ့မှာဆိုရရှက်တောင်းဖြစ်ပြိုင်ဘက်အစုအဖွဲ့ရဲ့အဖြစ်ကြောင့်လို့ပါတီနှစ်ခုလုံးကပြန်လည်ဆွဆွဲထားပါတယ်။ဒီမိုကရက်တစ်မတ်တွေကဘတ်ဂျက်စီမံသစ်တွေမှာလက်ရှိတက်တဲ့အကုံတော်မဲ့ကျမ်းမာရေးကြိုးခန်းစားခွင့်ကိစ္စတွေကို ဆက်လက်ထက်သွေးပေးထားမယ်လို့တောက်ဆိုနေပြီထရက်ရဲ့ဆွေရကကျမ်းမာရေးနဲ့ဆွေရ၃စိတ်ကိစ္စဆိုအတိအကျစီကိုင်းတွေရမယ်အဆက်ဆက်မရှိအကြောင်းနှစ်ခုလို့ကိုပြောကြတယ်။ဒီတော့အရင်ငင်းခုံကိုချိန်မီမဖြစ်ရှင်းနိုင်ထောက်တောက်ချီများပြရဲ့ဆွေရဝန်ထမ်းတွေဟာအော်တိုဘာလာတရက်နေ့မှာအလောက်ကနေရာရင်နာပိတ်ခံထားမှာဖြစ်ပါတယ်။အမေရိကန်မျိုးသားအာဂါဒအေဂျင်စီနာဆာလို့ဖွဲ့စည်းမျိုးကဆာလို့နိုင်ငံတော်မှာရှိတဲ့ဖက်ဒရယ်ဆွေရလက်အောက်ခံဌာနတွေမှာဝန်ဆောင်မှုလျှော့ချလုပ်ငန်းရပ်တာတွေကြုံလာရမယ်။ နိုင်ငံတော်ကပြတိုက်တင်တဲ့ဖက်ဒရယ်တရားရုံးထဲမှာလည်းပိတ်ကုံမှဖြစ်တယ်။လွန်ခဲ့တဲ့15နှစ်လောက်ကိုနောက်ကြောင်းပြန်ကျေဝါရှင်တန် DC ရဲ့နှစ်ဖက်နိုင်ငံအင်အားစုတွေကြားမှာအစိုးရအုံစည်းကိစ္စအ short မပေးစတန်းတင်းမာနေတဲ့ကြားပုံမှန်ချိန်နဲ့တခုတော့ဖြစ်လာပါတယ်။များသောအားဖြင့်အဲ့ဒီတင်းမာမှုတွေအစိုးရကို shut down ချခဲ့ခံနေမိနစ်ပိုင်းလိုလောက်မှပြည့်လျောက်ညှိနှိုင်းလေတော့ရှိပါတယ်။ Trump ကတော့မူဝါဒရေးညှိနှိုင်းမှုတွေအဆင်ပြေလို့လွတ်တော်ကအစိုးရ shut down ကိုမထားနိုင်ရင်အဲ့ဒီအချိန်တွေကိုအခွင့်အရေးဖြစ်တော့ချပြီးဖက်ဒရယ်ဝန်ထမ်းများပြကိုအလောက်ထုတ်ပြမယ်လို့ပါချိန်ချောက်တယ်။ ဖက်ဒရယ်ဆိုရရဲ့ပိုရှယ်ဝန်ထမ်းတွေကိုလျှော့ချပြီးဆိုရ30ကိုချွေတာစီမဲဆိုတာထရက်ရေကောက်ပွဲကျိုးခရီးတစ်ခုလည်းဖြစ်တဲ့ထရက်ပထမကြိမ်တမနာတက်တန်းတုံးကလည်း2018ကို2019နှစ်စံပိုင်းထိ35ရက်ကြာဆိုရရှတ်တောင်းကျခဲ့ပြီးဖက်ဒရယ်ဆိုရအေဂျင်စီတချို့အလောက်ရနာထားခဲ့ရပါတယ်။အမေရိကန်မှာတမရဘာရတ်အိုဘားမားလက်ထက်တုန်းကလည်း2013နဲ့2018ခုနှစ်တုန်းက16ရက်နဲ့3ရက်စီကြာမြင့်တဲ့အစိုးရရှက်တောက်အခြေအနေတွေကြုံတွေ့ခဲ့ပြီးအဲ့ဒီအတော်အတွက်ဖက်ဒရယ်အေဂျင်စီအားလုံးလိုလည်းပြန်မှုရပ်တန့်နေခဲ့ကြောင်းသိရပါဗျာ။ ဆက်လက်ပြီးရွှေဈေးတစ်ကျပ်သာ7380ဒေါ်လာကမ္ဘာရွှေဈေးစက်ကြိတ်တင်မြင့်တက်နေပြီးတော့ပြည်တွင်ရွှေဈေးကွက်တစ်ကျပ်သာ380ဒေါ်လာနဲ့လို့ရွှေနဲ့ငွေဈေးကွက်ရောင်းဝယ်လုပ်နေသူတွေကပြောတယ်စတရီမာလာ30မိနစ်ပိုင်းကမ္ဘာရွှေဈေးအားတအောင်စဒေါ်လာ3855ဈေးနဲ့စံကြိမ်တမီတစ်တိုင်းတမိုင်းတစ်ချောက်ကိုအမြင့်ဆုံးဈေးလို့ဆိုတယ်ဒါအပြင်24နာရီတွင်ကိုဒေါ်လာ100နီးပါးကမ္ဘာရွှေကဈေးတက်နေပြင်လွန်ခဲ့တဲ့လကအထက်တောင်စကိုဒေါ်လာ300ဝန်းကျင်ထိအတက်ပတ်ရောက်နေလို့သိရတယ်။ ကမ္ဘာပထဝီနိုင်ငံရေးအကြောင်းလို့ပဲပြောရမယ်ခုကဥရောပနိုင်ငံတွေရဲ့စီးပွားပြင်ဆင်နေရဒေါ်လာတမှုကျနေရအကြောင်းကမ္ဘာရွှေကတချိန်ထိုးမြင့်နေရလို့ရွှေဈေးစောင့်ကြည့်သူတို့ကပြောတယ်မြန်မာနိုင်ငံပြင်ပရွှေဈေးကွက်မှာ16ပဲရီတစ်ကြက်သားမှာ83သိန်းဝန်းကျင်နဲ့15ပဲရီဈေးက 86ဒိန်နီပါရောင်းဝယ်ရှိနေလို့ပြည်တွင်ရွှေရောင်းဝယ်လုပ်နေသူချို့ကသိပေးတယ်။တရှိန်တိုးတက်နေတဲ့ကမ္ဘာရွှေဈေးခြေနေကြောင့်ရွှေဆိုင်နဲ့ဈေးတမမှုနဲ့ပြင်ပရွှေဈေးကိုချိန်ဆပြီးရောင်းဝယ်လုပ်ကြဖို့လဲရွှေဈေးကွက်စောက်ကြည့်သူတောက်ကတိုက်တွန်းနေ။ပြည်တွင်ရွှေချိန်တရာမှာကြက်ပဲမှုရွှေကိုအသုံးပြုထားလို့ကမ္ဘာရွှေချိန်တွေတောင်းစားနေနိုင်ရှင်ရင်တကြက်သားကို 3.5နှစ်အောင်စားရှိရင်ဒါကြောင့်ဒီကနေ့ကမ္ဘာရွှေပေါက်ဈေးဒေါ်လာငွေလဲနှုန်း3.525နဲ့တွဲရရှိမဲ့ပမာဏအနည်းဆက်ဆုံးပြည်တွင်းခောက်ရွှေဈေးရရှိမဲ့လို့သိရတယ်။စစ်ကောင်စီရွှေလုံငန်းရှင်သင်က16ဘဲကျပ်သားကို9000 56သိန်း9000တန်းနဲ့ရင်းညွှန်းစေးတက်မှတ်ပါပြီးရွှေဆိုင်တွေကိုရောင်းဝယ်ဖို့ညွှန်ကြားတယ်။ဒါပေမဲ့စစ်ကောင်စီတက်မှတ်စေးနဲ့ရွှေဆိုင်တွေရောင်းဝယ်မပြုလုပ်ကြပါဘူး။ဒီကနေ့ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းဈေးကွက်ရဒေါ်လာပြင်ပပေါက်ဈေးအဝယ်ကျပ်4100နဲ့အယောင်ကျပ်4200ဝန်းကျင်ရှိပါတယ်။ ဆလဘီနျူကလ িয়ার လက်နက်တွေဘယ်တော့မှမစုံလို့ကုလသမဂ္ဂအမြောက်ကိုရီးယားပြောနျူကလ িয়ার လက်နက်တွေကိုဘယ်တော့မှဆုံးလို့တော့မှမဟုတ်ကြောင်းအမြောက်ကိုရီးယားကနိုင်ငံသဘောထားကုလသမဂ္ဂမှာတီးပြပြောကြားထားခဲ့တယ်။စတေမာလာ20ကွယ်နေကအမြောက်ကိုရီးယားရဲ့ဒုတိယနိုင်ငံသားဝင်ကြီးကင်ဆွန်ဂျွန်းဟာနယူးယောက်မြို့ကကုလသမဂ္ဂဌာနချုပ်ထံမှာမိတ်ကိုပြောထားခဲ့တာဖြစ်တယ်။အရင်ကတော့မြောက်ကိုရီးယားကုလသမဂ္ဂမိတ်ကုံတွေကိုရာထူးအရပိုအစင်းနေတဲ့ကုလသမဂ္ဂဆိုင်ရာမြောက်ကိုရီးယားတပ်မကပဲပြောလို့ရှိတယ်။ ဂျွန်ကမြောက်ကိုရီးယားနျူကလ িয়ার လက်နက်တွေကိုဖျက်သိမ်းဖို့ဆိုတဲ့တောင်းဆိုမှုတွေကနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုလက်လျော်ဖို့ပြောနေတယ်လို့မျိုးအရန်လွန်ခဲ့တဲ့အချိန်တွေဖြစ်နေကြောင်းပြီးတော့ဒါကိုရှော့ချလိုက်ရောပေးဖို့ဆိုတာကလည်းမြောက်ကိုရီးယားဖွဲ့စည်းပုံဥပဒေနဲ့ကန့်ညီမှုမရှိကြောင်းဆိုတယ်မြောက်ကိုရီးယားနျူကလ িয়ার လက်နက်တွေကိုဘယ်တော့မှဆုံးလုပ်မှာမဟုတ်ကြအဲဒီလက်နက်တွေပိုင်ဆိုင်မှုကမြောက်ကိုရီးယားဥပဒေမျိုးသားမူဝါဒရဲ့အချုပ်အခြာအာဏာခိုင်မာမှုနဲ့ဆက်စပ်နေတယ်လို့နိုင်ငံတွေနဲ့ဒီလက်နက်တွေပိုင်ဆိုင်ဖို့လည်းခွင့်ရပြေဝါရှိကြောင်း မလို့အခြေအနေမှာမဆိုမြောက်ကိုရီးယားဒီသဘောထားရက်တိမှုကိုကြောခိုက်ဆုံးမတော်မှမဟုတ်ကြောင်းပြောကြားခဲ့တယ်။တောင်ကိုရီးယားမှာလီကျွေးမြောက်သမရဖြစ်လာကြတဲ့ကကိုရီးယားနှစ်နိုင်ငံကြားကတင်းမာမှုတွေကိုဖြစ်ရော့ဖို့အင်တိုက်အားတိုက်စူးစမ်းနေခဲ့တယ်။ပြီးခဲ့တဲ့သတင်းဘက်ကကုလသမဂ္ဂမိတ်ခွန်မှာတော့လီကသူဟာတောင်နှက်မြောက်ကိုရီးယားနိုင်ငံတွေကြားမဆုံးနိုင်တဲ့တင်းမာမှုတွေတန်တရားကိုအဆုံးသတ်ဖို့စိတ်ပိုင်းဖြတ်တာကြောင်းပြောကြားခဲ့တယ်လို့မြောက်ကိုရီးယားမှာဆိုရအပြောင်းလဲဖြစ်လာအောင်အထောက်အထားတွေလုပ်မှာမဟုတ်ဘူးလို့လည်းကတိပြုထားခဲ့ပါတယ်။နားဆင်အားပေးကြတဲ့အတွက်ထူဝင်ကျေးဇူးတင်ရှိပါရရှင်။